တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။အခုဆိုရင်ဂျရုတမ်တော်ကဆွမ်းမီလူအမေရိကန်ကပြည်သူတွေတော့ပါပါတယ်လေ။အားကြတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ຫນွေဦးမေကိုချစ်တဲ့ပြည်သူလူထုတွေအားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းအရင်ပြောချင်တယ်။မြန်မာနိုင်ငံမှာဒုက္ခတွေအများကြီးခံစားနေရတယ်။ပြီးလို့ရှိရင်လည်းကျတို့တော်လာရေးပြည်သူတွေအားလုံးကတော့မတူညီသောဒုက္ခမျိုးစုံခံစားနေရတဲ့အချိန်မှာ အချိန်တိုင်းຫນွေဥမေကိုချစ်လို့အားပေးတဲ့သူအရောက်စီတိုင်းကိုကျေးဇူးတင်တယ်လို့အရင်ပြောချင်တယ်။ဆိုတော့ဒီနေ့သတင်းအနေနဲ့ကတော့ပတ်ထမဦးဆုံးအနေနဲ့ KIA နဲ့ပူပေါင်းတော်လိုက်ရဲ့ဒီရဲ့အောင်ပွဲသတင်းနဲ့အရင်စချင်တယ်။2024အောက်တိုဘာ16ရက်နေ့ကနေမှစတင်တိုက်ခိုက်လာခဲ့တဲ့အင်ဒိုတိုက်ပွဲဟာ2025ဧပြီလ9ရက်နေ့ညနေမှာတော့အပိတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် ကျတော့စခန်းတစ်ခုကိုတိမ့်ပိုက်ပြီးပြီဆိုလို့ရှိရင်စစ်ခွေးတွေဘက်ကနေမှလေရင်နဲ့အမြဲတမ်းဘုံကျဲတိုက်ခိုက်တယ်။တစ်ဖက်ကိုအဆင်ပြေလာပြီဆိုလို့ရှိရင်ပြည်သူလူထုတွေကိုတစ်ဖက်နီးနဲ့เนาะဒုက္ခပေးလာတာတွေရှိတယ်။ဒီလိုနဲ့ပဲတိုက်လိုက်နားလိုက်တိုက်လိုက်နားလိုက်ဒီလိုနဲ့လုံနေတဲ့ဥစ္စာကအခု၈လနီးပါကြာခဲ့တယ်။ဒါပေမဲ့ဒီနေ့ဖျားကျေးဇူးတော်ကြောင့်ကျတော့အင်းတော်မှာရှိတဲ့စစ်ခွေးတွေကို အပြစ်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်။ ကျွန်တော်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့တုန်းကငလျင်အကြီးအကျယ်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုတွေအယံဒုက္ခရောက်ခဲ့တယ်။ဒါကိုလစ်လျူရှုပြီးမှ April 3ရက်နေ့မှာဒီအင်ဒိုမှာပဲလေရင်နှစည်းနဲ့ပုံးလာကျဲသွားတယ်။အားကြောင့်မို့အင်ဒိုမှာရှိတဲ့အကြီးဆုံးသောဖုန်ကြီးကျောင်းဟာဤလောင်သာထက်တောင်ပိုဆိုးအောင်ပျက်စီးသွားခဲ့ရတာဖြစ်တယ်။ဆိုတော့အခုတော့အင်ဒိုမှာအကြီးဆုံးသောဖုန်ကြီးကျောင်းဟာစစ်ခွေးတွေရဲ့လက်ချက်နဲ့ပျက်စီးသွားခဲ့ပြီ ဒီလောက်အထိကျတို့ဒေါ်လာရဲတွေကိုတိုက်ခိုက်ခဲ့ပေမဲ့လည်းပဲကျတို့ဒေါ်လာရဲတွေရဲ့အစွမ်းကတော့စစ်ခွေးတွေမနိုင်ဘူးလေနော်ဒါကြောင့်ကျတို့အင်းတော်ကိုရှစ်လနီးပါတိုက်ခိုက်ခဲ့တာအခုတော့ကျတို့ဒေါ်လာရဲတွေရဲ့လက်ထက်မှာဒီအင်းတော်နဲ့အတူအင်းတော်ပတ်ဝန်းကျင်တစ်ခုလုံးကိုအပြစ်တတ်တိုက်ခိုက်တိုက်ပိုက်နိုင်ခဲ့ပေမဲ့စစ်တုံးပန်းတွေဘလောက်ရတယ်ပြီးလို့ရှိရင်ဒီလက်နက်တွေဘလောက်တိုက်ပိုက်နိုင်ခဲ့တယ်ဆိုတော့နော်မနေ့ကမှအောင်ပွဲခံခဲ့တယ်ဆိုတော့အသေးစိတ်တော့ထွန်းပလာသေးဘူး နော်ပြီးရင်နောက်တစ်ခုကတော့ကျွားတို့ရဲ့အောင်ပွဲအနေနဲ့ကအဲချင်းညီနောင်တပ်ဖွဲ့ဒီဘက်ကနေမှဖလမ်းမျိုးကိုအပီးတတ်တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်တဲ့ဒီဖလမ်းတိုက်ပွဲဆိုလို့ရှိရင်လေဖလမ်းမျိုးမှာတခုတည်းဂျန်နေခဲ့တဲ့ခလာယာ268ကိုမနေ့ကဧပြီလ9ရက်နေ့မနေ့ပိုင်းမှာအပီးတတ်တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်တဲ့အခုကျမနဘေးနားမှာမြင်ရတဲ့လက်နက်တွေကတော့နော်ဖျားပွဲကလက်နက်လို့တော့မထင်လိုက်နဲ့ဒါက အခုဒီဖလမ်းမှာရိုက်ရှိခဲ့တဲ့ပပကြီးရဲ့အလူဖြစ်တယ်နော်ဆိုတော့ဒီဖလမ်းတိုက်ပွဲလေချင်းညီနောင်နဲ့အတူပူပေါင်းတော်လာရဲဒီဘက်ကနေမှတိုက်ခိုက်ခဲ့တာဟာ2024နိုဝင်ဘာလကနေမှစတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ April မနက်တော့အပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးဖလမ်းကိုတော့ April 9ရက်နေ့မနက်မှာတိုက်ခိုက်သိမ်းပိုင်နိုင်တယ်ညနေပိုင်းမှာတော့အင်းတော်ကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ် ပြီးလို့ရှိရင်အခုချင်းပြည်နယ်မှာမြို့သုံးမြို့ပဲကျန်တော့တယ်အာဒီဟာခါရဲထန်တလန်ရဲတီတေမြို့ရဲဒီတုံးမြို့ပဲကျန်တော့တယ်ဒီသုံးမြို့ပြီးပြီဆိုလို့ရှိရင်တော့ချင်းပြည်နယ်တစ်ခုလုံးကကျတော့တော်လိုင်းရဲတွေရဲ့လက်ထဲမှာရောက်သွားမှာဖြစ်တယ် နော်ဒါဒီအားလုံးဟာကျတို့တော်လရဲတွေရဲ့စွန့်စားခြင်းကျတို့ပြည်သူလူထုတွေရဲ့ပံ့ပိုးခြင်းတွေကြောင့်ဖြစ်တဲ့ဆိုတဲ့အရာအားလုံးကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်ဒီဖလာမှာရှိတဲ့ခလာရ968ဆိုတဲ့စစ်ခွေးစခန်းဟာ2025 April 9ရက်နေ့မှာအပြီးတက်လုံးဝချုပ်ငြိမ်းသွားပြီကျတို့နောက်တင်တဲ့ဘုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်ရအောင်နော်နေပြီးတော့မှရှိတဲ့အစောဌာနဆိုင်အဆောက်အအုံပေါင်းလုံးနဲ့ထောင်လို့ရှိတယ်အလုံးနဲ့ထောင်ကျော်လုံး ရာနှုန်းပြေပြန်နေလို့ရတဲ့အဆောက်အဦတလုံးမှမရှိတော့ဘူး။အဲ့ဒီထဲမှာပဲကိုယ်လုံးဆုံးမသွားတဲ့လူအများကြီးရှိသွားတယ်။ဥပမာအလုံးသမားအတွင်းဆိုသူ့ရဲ့အတွင်းဝင်ရုံးခန်းထဲမှာသူကိုယ်လုံးသုံးဆုံးမသွားတယ်။ပြန်ကြရေးဆိုလဲဝန်ထမ်းတွေတနာပါတယ်ထိတာအများကြီးပဲ။ဘာတက်ပြလို့ဆိုဝန်ထမ်းအိမ်ယာလေးလုံးတရွဲလေးလုံးတရွဲအဲ့လိုဝန်ထမ်းအိမ်ယာအလုံး၈00ထဲမနည်းလောက်ရှိတဲ့ဟာတွေအကုန်လုံးကလည်းနေလို့မရတော့ဘူး။အောက်ပိုင်းတွေပိုင်းထွက်သွားတာ။စာအုပ်ပြန်ဖြိုးပြီးပြန်ဆောက်မယ်ပုံစံဖြစ်တယ်။နိုင်ငံတော်အကြီးကဲတယောက်ကြီးကဲတယောက်ဆိုရင်သူ့ရဲ့ကားကိုယ်တော်လေးပြီးမှသမင်းစားရင်လည်းအိမ်မှာပဲစားရတော့တယ်အခု။နော်အသက်ကလည်းကြီးနေပါပြီ။သူကသမင်းစားတော့အိမ်မှာစားရတယ်။ရုံးကန်းဆိုလို့ပြောရင်လည်းအဲ့ဒါလည်းသူရုံးကန်းပဲ။ ဝင်ကြီး level တွေပါဆိုလို့ရှိရင်လေသူတို့ရုံးကရုံးကတိုက်နေလို့မရတော့ဘူးကားထဲမှာရုံးကလောက်ရတာမျိုးတွေစသဖြင့်ပေါ့ပြဿနာပေါင်း3600တောင်နဲ့ရင်ဆိုင်နေရတာသူတို့လေဝင်ကြီးထဏရဲ့လုပ်ငန်းစဉ်အကုန်လုံးပျက်စီးတယ်လို့ခေါ်တယ်တချို့ computer software တွေပျက်စီးသွားတာအများကြီးပဲဒါပေမဲ့နိုင်ငံတော်ကြီးကြီးတွေကငါတို့အနာမငါတို့အနာလို့သူတို့မလုပ်ဖက်နဲ့ ပြည်သူလူတွေအနာရောဒါသူကတို့ရဲ့အနာကိုတတ်မှတ်ပြီးတော့ပြည်သူလူအနာကိုကုစားဖို့အရင်ကြိုးစားတယ်ပြီးတော့မှတို့ရဲ့အနာကိုတော့တိုးတိုးတက်ချိန်ပြီးလုပ်နေတယ်လို့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဗီဒီယိုကိုကျမမပြောခင်မှာပြည်သူလူထုတွေကိုတခုနားလေစေချင်တဲ့အရာကအခုငလျင်အကြောင်းပြောမှဖြစ်တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုဝမ်းတာတဲ့အခါမှာပြည်သူလူထုတွေကိုပြောတာမဟုတ်ဘူးဆိုတာကိုလည်းနားလေစေချင်တယ်ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်မှာကစစ်ခွေးတွေနဲ့ ကျောတော်တော်လာရဲ့ပြည်သူတွေခံစားနေရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုဝမ်းတာရင်တော်လာရဲ့ပြည်သူတွေဒုက္ခရောက်တဲ့ဥစ္စာကိုဝမ်းတာတို့ဖြစ်သွားမှလည်းကြွတ်စိုးရင်တယ်။ဒါပေမဲ့စစ်ခွေးတွေအတွက်ဝမ်းတာပေးတယ်ဆိုတဲ့နားနဲ့နားထောင်ပေးကြပါလို့ပဲကြွတ်ပြောချင်တယ်။နော်။ ပေါ်မာရီအမြဲတမ်းပြောနေတဲ့စကားတစ်ခုကပါလေဆိုတော့မြေကြိုင်ရင်ရပြီမြေကြိုင်ရင်ရပြီဆိုတဲ့ဤသူပဲကျတို့တော်လာရဲတွေကတော့ဒီနေပြည်တော်မှာ မြေကြိုင်ရင်ရပြီဆိုတော့အဆင့်ထိလောက်ဖို့နည်းနည်းလေးအချိန်ယူရသေးတယ်ခက်ခက်ခက်ခဲလောက်ရတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့ဖရာကျေးဇူးတော်ကြောင့်နေပြည်တော်မှာမြေကြိုင်ရင်ရပြီဆိုတော့အပိုင်းကိုဖရာကလုတ်ပေးသွားတယ်ဆိုတာကိုတွေ့ရတယ်အခုကျတို့တော်လာရဲတွေဘက်ကနေမှနေပြည်တော်ကိုခွေးချဖို့ကနေကိုမင်းကိုသွားတဲ့ခါလဲကျတို့ rocket တွေနဲ့ပစ်ခဲ့တယ် ်ချက်တိုက်တုံးနေနဲ့လည်းပြစ်ခဲ့တယ်ကျမတို့ဖြစ်ချင်တယ်လို့ဖြစ်မလာဘူးဒါပေမဲ့အခုငလျင်ဆုံးမလိုက်တာကတော့အခုကြားတဲ့အတိုင်းပဲเนาะအစိုးရလို့ခေါ်တဲ့စစ်ခွေးတွေရဲ့ရုံးဌာနပေါင်း2000ကျော်ဟာဒီနေ့အကုန်ပြည့်စည်သွားခဲ့ပြီဆိုတာသိရတယ်ပြီးလို့ရှင်တဲ့ဝန်ထမ်းတွေနေတဲ့လေးလုံးသွဲအိမ်800ကျော်ပြည့်စည်သွားခဲ့ပြီလို့ပြောတယ်အဲ့ထဲမှာနောက်တစ်ခုဝန်တာဆရာတစ်ခုက နိုင်ငံရဲ့အကြီးအကဲလို့ပြောတယ်ဆိုတော့တန်းရွှေပဲနေမှာပေါ့နော်နိုင်ငံရဲ့အကြီးအကဲအသက်ကြီးတဲ့သူကလည်းအခုသမင်းစားတာတောင်မှကားကိုတောင်နားမှာစားရတယ်အဲ့မှာပဲရုံးခတ်နေရတယ်အဲ့မှာပဲနေရတယ်ဆိုတာတွေကကြောတော့တွေ့ကဝမ်တာဆရာဖြစ်တဲ့ ကျွန်တော်ဒီလိုမျိုးဖြစ်နိုင်ဖို့ရအတွက်ကျွန်တော်ကလည်းမှကြီးဒီအများကြီးကုံရမှာဖြစ်တယ်ပက်စာအများကြီးကုံရမယ်ဒီလိုမျိုးအချင်းနေတစ်ဖြစ်အောင်ကျွန်တော်ကလူအင်အားအများကြီးလူတို့ငွေအင်အားလိုအပ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဘက်ကလည်းမှတိုက်ခိုက်ရေးနဲ့ဆိုင်တဲ့အာဒီ plan တွေဆွဲဖို့ရတော့ကျွန်တော်ကအများကြီးအသေးစိတ်လှုပ်ရှားလို့တယ် နော်ပြီးလို့ရှိရင်ကျွတ်တော်လာရဲတွေအသက်ပေးရတာတွေလည်းရှိလာလိမ့်မယ်ကျွတ်တော်လာရဲတွေဘက်ကလည်းစွန့်စားရတာတွေလည်းအများကြီးရှိလာနိုင်တယ်ဒါပေမဲ့ဒီနေ့ကျမတို့ကြီးတစ်ချက်မှဖောက်ဆရာမလို့ပဲနဲ့ငလင်လှုပ်ချင်အဖြစ်အစိုးရဝန်ထမ်းယုံတယ်နှထောင်းကျော်ပျက်စီးသွားခဲ့တာဟာကျမတို့ရဲ့အင်မတန်မှဝမ်းသာစရာကောင်းတယ်လူဆိုတာကနှုတ်ရဲ့အသီးဖြစ်တဲ့မြေကြရင်ရတယ်ဆိုတဲ့အသီးကိုတို့အခုချိန်တော့ဝဝလင်လင်နဲ့တို့စားနေရပြီပြီးရင် နေပြီးတော့မှနေပြီးမှစွာကျေးစွာကျေးလုံနေတဲ့ဘောမဝန်ထမ်းတွေရဲ့အိမ်ဒီလဲအခုပျက်စီးတယ်ပြီးရအခုသူတို့ကတော့တစ်ပင်ရဲ့အောက်ထဲမှာနေရတယ်လို့ပြောတယ်ဆိုတော့တန်းရွှေတွေလည်းထုံနည်း၎င်းပဲကျတော့ပြည်သူတွေရဲ့ပတ်စံတွေကိုကုတ်သွေးဆုပ်ပြီးမှယူထားတဲ့ပတ်စံကျတော့ပြည်သူတွေစင်းရဲသလားချမ်းသာသလားပေးချင်သလားမပေးချင်ဘူးလားမသိဘူး အသင်းအတမယူထားတဲ့အိမ်ဒီအခုပြိုပြက်သွားပြီအခုကားကိုတောင်မှတရောင်းစားလို့စားနေရတယ်ဆိုတာတော့ကျမတို့က one ta sia နော်ခဏတုန်းကပြောလို့ဘာနဲ့မှလဲလို့မရတဲ့ one ta sia သတင်းဖြစ်တယ်ကွန်ပျူတာ software တွေလည်းအတော်များများပျက်စီးသွားတယ်ဆိုတာကိုသိရတယ်ဆိုတော့ဒါတွေအားလုံးဟာကျမတို့တော်လာရဲတွေအတွက်တော့အင်မတန်မှ one ta sia ကောင်းတယ်ပြီးရင်နိုင်ငံတော်ရဲ့အကြီးအကဲဆိုတဲ့အဖိုးကြီး ကလည်းအခုကားကိုတောင်းနားမှာစားရတယ်နေရတယ်ဆိုတော့သူတို့အကြောင်းကျွန်တော်ပြည်သူတွေအများကြီးကဒီဘဝကို ရောက်ရှိခဲ့တာဟာအခုဒီ27ဒေါ်လာရေးမှမမဟုတ်ဘူးနော်1962ခု နောက်ပိုင်းမှာကျွန်တော်ဒေါ်လာရေးတွေဟာသူတို့ရဲ့နိုင်ငံရဲ့အကြီးအကဲလို့ခေါ်တဲ့ဒရောင်းစားတွေလိုပဲတိုင်းရင်သားတွေစီးရဲဒုက္ခကိုရောက်ရှိခဲ့တာဖြစ်တယ်နော်ဝတ်ဆိုတာဟာတန်ရာမကူပါဘူး တခါလေကြာလို့ရှိရင်ဟုတ်ကချက်ချင်းလေးတလို့တခါလေကြာတော့နင်းနေလေးအချိန်ယူရတာပေါ့နော်ဆိုတော့အခုနင်းတို့ဝတ်လင်နေပြီမဟုတ်လားဆိုတော့အခုမင်းအွန်လိုင်းဒီဆိုတာလဲကားကိုတောင်းသားမှာအခုတန်းရွှေစားနေတယ်လို့များစားနေသလားဆိုတာတော့ကြွလဲထပ်ပြီးတိချင်တယ်ဆိုတော့ကြုံမျိုးမိရဲ့ကျေးဇူးပြုပြီးမှအဲ့လိုမျိုးဗီဒီယိုလဲထပ်ပြီးမှပို့ပေးပါလို့ပြောချင်တယ်နော်မြေကြိုင်ရပြီ နော်ရအခုနေပြီးတော့မှသူတို့ခံရတဲ့အနာကိုဂရုမစိုက်ဘဲနဲ့ပြီးသူလူထုတွေရဲ့ဒုက္ခအနာတွေကိုသူတို့ရဲ့အနာလို့ခံစားပြီးမှကူညီတယ်လို့ပြောတယ်ဆိုတော့တကယ်ဆိုလို့ရှိရင်တို့ကဒီနေပြီးတော့မှ ငလင်ကြောင့်တလောက်ပျက်စီးတယ်ဆိုတော့ကိုလုံးဝတို့ကမဖော်ချင်ဘူး နော်လုံးဝမဖို့ချင်ဘူးဒါပေမဲ့ပထမဦးဆုံးနေပြည်တော်မှာငလင်လောက်ပြီးမှဒီအဆောက်အုံပြူတာကိုပထမဦးဆုံးပြောတဲ့သူကတော့ဂျဇီရာသတင်းဌာနကဖြစ်တယ် ခွေးကြဘူးလေဒီငလီလောက်တော့ကသူစပွဲခုံအောက်မှာပုံးနေတယ်လို့သူကိုယ်တိုင်ပြောတယ်နော်စင်ပေါ်မှာဆိုတော့စပွဲအောက်ကနေမှသူထွက်လာပြီးတနိုင်ကြတဲ့ခါကျတော့သူများတွေပြောတယ်အပြစ်မှာပျက်စီးတာတွေအများများတယ်လို့ပြောတော့သူကသွားကြည့်တယ်အဲ့ချိန်မှာဇာစီဂျာစီရာကနေမှရိုက်ထားတာဆိုတော့သူတို့ကနေမှတိုးတိုးတိတ်တိတ်လို့လို့မရတော့ဘူးသူတို့မှအများကြီးအပျက်စီးများတယ်ပြီးသူတွေရဲ့ နာကျင်မှုကိုသူ့ရဲ့နာကျင်မှုအနေနဲ့ထားပြီးမှသူ့မှာဖြစ်ပျက်နေတဲ့အဥ္စာကိုထားပြီးမှပြည်သူတွေကိုဂရုစိုက်တယ်လို့ပြောတယ်။ဒါကပုံကျဲတာကိုပြောတာလားပြည်သူတွေရဲ့နာကျင်မှုကိုနင့်တို့ရဲ့နာကျင်မှုအနေနဲ့ဒါခံစားရတယ်ဆိုလို့ရှိရင်ဘာကြောင့်မို့ငလျင်ဖြစ်တဲ့အချိန်မှာနင့်တို့ပုံကျဲတယ်လဲငလျင်ဖြစ်တဲ့အချိန်မှာနင့်တို့တည့်ရမှမနာတယ်လို့ပြည်နယ်၅ခုကိုနင့်တို့ပုံကျဲခဲ့တာဖြစ်တယ်ဒီငလျင်ချိန်မှာ နော် ါကြောင့်မို့ပြည်သူတွေရဲ့တန်ရာကိုနင့်တို့ရဲ့တန်ရာအနေနဲ့ခံစားရတယ်ဆိုတော့ခွေးဆက်လမ်းမပြောနဲ့သူတို့ရဲ့အနာကိုသူတို့ကတိုးတိုးသိမ့်သိမ့်နဲ့ကုဖို့စူးစားတယ်တဲ့တကယ်ဆိုရင်ဒီအနာကိုတိုးတိုးသိမ့်သိမ့်နဲ့ကုဖို့စူးစားတာမဟုတ်ဘူးနင့်တို့ရဲ့နေပြည်တော်မှာဘာမှမဖြစ်ဘူးဆိုတဲ့အဥ္စာကိုနင့်တို့ကဖုံးချင်လို့လို့တာဒါပေမဲ့ကျေးဇူးအရန်တင်ခြင်းတဲ့ theme မှာဂျာဇီရာလည်းပါတယ်ဂျာဇီရာကနေမှဒီလိုမျိုးเนาะသတင်းဌာနကနေလွှင့်လိုက်တဲ့အတွက်ကြောင့်အခုကသူတို့က ဖုံးလို့မရတော့ဘူးလေပေါ်သွားပြီဆိုတော့ပေါ်ပေါ်လက်စားနဲ့အခုလှုပ်လိုက်တာကောင်းလိုက်တာနော်ပြီးရင်နောက်တင်းတဲ့ဘုတ်အနေနဲ့ကတော့တစ်ချိန်သေးမှာပဲဒီငလျင်နဲ့ပတ်သက်ပြီးတော့ပဲကျတို့ဗီဒီယိုတိုးတိုးလေးထပ်ပြီးမှနားထောင်ကြည့်ရအောင်နော်လွတ်တော်ယူ6လတွင်ရအောင်ပြင်လို့ကြိုးစားတာဟာဒီရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်ဆိုတော့ဂရီးကူကသူတာဝန်ခံတာလို့ခေါ်တယ်နောက်တစ်ခုကဘင်းစတက်မှာလည်းသူအာမခံခဲ့တယ်ရွေးကောက်ပွဲကငလျင်ကြောင့်ပြည့်တယ်ဆိုမရှိဘူးကြောက်အောင်လုပ်သူပြောထားတယ် ါသူအမှတ်ခံတယ်ဒီလွတ်တော်ရဲ့ square feet က3000တောင်းအဲ့လောက်ထိရှိတယ်ပြည်သူလွတ်တော်ယုံက square feet အနေနဲ့3300ကျော်ရှိတယ် တလောက်ချီးတဲ့ဥစ္စာကိုအခုဒီ6လအသွေးမှာပြန်ပြင်းမှာမုန်းမှာမယ်လို့ပြောတယ်ဆိုတော့ခွေးကျဖို့ကတော့ဘလောက်ထိတမရဖြစ်ချင်နေပြီလဲဆိုတော့ကန့်ကုန်နေပြီเนาะအခုသူကဒါကိုလုပ်မယ်ပြီးရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မယ်ပြီးလို့ရှင်လဲထိုင်းမှာပြောခဲ့တယ်လို့ပြောတယ်ထိုင်းမှာပြောခဲ့တယ်လို့ပြောလို့အခုဒီထိုင်းဝန်ကြီးချုပ်ကတော့ပြည်သူလူထုတွေကိုဖြည့်ရှင်းသွားတဲ့အခါမှာအခုမြန်မာနိုင်ငံကရွေးကောက်ပွဲကိုချက်ချင်းလုပ်တော့မှာမဟုတ်ဘူးရွေးကောက်ပွဲဝင်တဲ့အခါမှာသူတို့ကိုလည်းပဲထောက်ခံပေးဖို့ဝန်ရံပေးဖို့ စစ်ခွေးကနေမှလာပြောသွားတယ်လို့ပြောတယ်။ဆိုတော့အခုမနေ့ညသတင်းထဲမှာပါတဲ့အတိုင်းပဲသူကစစ်ကောင်စီကိုမကြိုက်ဘူးလို့ပြောတော့ဝန်းရံပေးမလားမပေးဘူးလားဆိုတော့ကျွန်တော်တို့ဆက်ပြီးမှကြည့်ရမှာပေါ့နော်။အဲဒါမဲ့ခွေးချဖို့ကတော့သူ့ကိုဝန်းရံပေးဖို့ဆိုပြီးမှပြောတယ်။ဆိုတော့ရွေးကောက်ပွဲရွေးပြီးတည်သွားမလားရွေးပြီးမှပဲတမ္တာဖြစ်မလားဆိုတော့ကျွန်တော်ဆက်ပြီးမှကြည့်ကြတာပေါ့။နော်ပြင်အခုစကိုင်းကနေမှဆလာခဲ့တဲ့မြင်းကလေးကိုအခုစစ်ကောင်စီ ဆိုတဲ့ဒီခွေးတတိုက်ကတော့မတဲခင်ကလေးကနေမြည်သွေးခဲပြစ်နေတဲ့ဇော်မဲလင်ကဘာပြောလဲဆိုတော့အခုစားပေးရေးရေနော်ဒီဆိုရှယ်မီဒီယာဒီမှာရောသတင်းတွေမှာပြောလို့ရှိရင်လည်းမလင်းငလင်းဆိုပြမပြောပါဆိုပြမပြောတယ်စကိုင်းကနေစတာကိုမလင်းငလင်းလို့ပြောမလားစကိုင်းငလင်းပေါ့စကိုင်းငလင်းကြီးဖြစ်ခဲ့တယ်ပေါ့ဟုတ်ဘူးလားအော်လို့မဆုံးဘူး ပြီးလို့ရှိရင်နောက်သတင်းသဘုတ်အနေနဲ့ကတော့အခုဒီ February လ24ရက်နေ့ကနေမှ April လ4ရက်နေ့အထိကျင်းပခဲ့တဲ့ကိုလာလူအခုရဲ့အစည်းအဝေးထဲမှာစစ်ခွေးတွေကိုတော့အနိုင်ငံတော်များများကနေမှစစ်ခွေးတွေကိုအပြစ်တင်ပြောဆိုခဲ့တယ်ဆိုတာကိုသိရတယ်ဆိုတော့ဒီလိုမျိုးအပြစ်တင်တဲ့အခါမှာစစ်ခွေးတွေဘက်ကနေတော့နင်းတို့ဒီလိုမျိုးအပြစ်တင်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့ငင်းချမ်းရဲတွေပေါ်တော့အလုံးဒီလိုမျိုးဖော်ဆောင်နေတဲ့နေရာမှာနင်းတို့ကအနောက်အရှက်ပေးတယ်လို့ပြောတယ်ပြီးလို့ရှိရင်လည်းအခု ကိုလာလူအခွင့်ရဲ့အစည်းအဝေးမပြီးခင်မှာပဲငလီလောက်ခဲ့တယ်ငလီလောက်ခဲ့တဲ့အခါမှာလည်းနေရတကားကိုဘုံကျဲတယ်ပြီးလို့ရှိရင်ဒီသူများနိုင်ငံကပို့တဲ့ဥစ္စာတွေလည်းပဲမြေပြင်မရောက်ဘူးဆိုတဲ့ဥစ္စာကိုဂျက်စီရာကနေမှနေ့တိုင်းသူ့တည်င်းထဲမှာ update နေ့တိုင်းတင်တယ်ဆိုတော့အခုဒီအစည်းအဝေးထဲမှာဘာပြောလဲဆိုတော့ ငလင်လုတ်ပြီးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေမှနိုင်ငံရဲ့အမျက်ထုတ်ဖို့ရတဲ့လုတ်တယ်လို့လည်းပြောတယ်။ပြလို့ရှိရင်ဒီလိုမျိုးငလင်တလောက်ကြီးဖြစ်နေခဲ့ပေမဲ့လည်းပဲနေရတကားမှာဘုံကျဲပြီးတော့ပြည်သူတွေကိုတပ်ဖြတ်နေတယ်ဆိုတဲ့ဥစ္စာကိုပြောတဲ့ဥစ္စာလည်းမြန်မာနိုင်ငံဒီစစ်ခွေးတွေရဲ့နိုင်ငံသားရဲ့ဝန်ကြီးကတော့ဒါတွေကိုလည်းလုံးဝမဟုတ်ဘူးဆိုပြီးမှသူကနေမှညှဉ်းဆန်ပြောဆိုတယ်ဆိုတာကိုလည်းသိရတယ်။ဆိုတော့အခုကျတော့မြန်မာနိုင်ငံရဲ့လူအခွင့်ရေးနဲ့ဆိုင် နဲ့ Tom Andrew ကပြောလေဆိုတော့အခုမြန်မာနိုင်ငံမှာဒီလောက်အထိပြည်သူတွေဒုက္ခရောက်နေတဲ့အခါမှာ လေရင်နဲ့ဘုံကျဲပြီးတော့ပြည်သူလူထုတွေကိုတတ်ဖြတ်နေတယ်ဆိုတဲ့အကြောင်းလည်းပြောသွားသလိုအခုဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ Tom Andrew ကလည်းအသေးစိတ်အစီအဝေးထဲမှာသူတင်ပြသွားတယ်ပြီးတော့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ICJ ICC တွေကိုကမ္ဘာစစ်မြင့်ရဲ့တရားရုံးတွေမှာ စီရင်နိုင်ဖို့ရာအတွက် မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ကော်မရှင်တစ်ခုကိုဖွဲ့စည်းဖို့ရတော့လဲသူကကိုလကိုတင်ပြထားတယ်ဆိုတာကိုသိရတယ်ဆိုတော့အခုဒီ Tom and Drew ဒီဘက်ကနေလဲဒီခွေးချဖို့ကိုဒီ ICC ကနေမှသူ့ကိုဖမ်းနိုင်ဖို့ရတော့စ조사နေတယ်ဆိုတော့ဥစ္စာလဲကျွန်တော်သိရတယ် ဆိုတော့အခုဒီလိုမျိုးမြင်းကလေးပဲလုတ်ခဲ့တာမဟုတ်ဘူးမနေ့ကဧပြီလ9ရက်နေ့ညနေပိုင်းမှာလဲတောင်ငူဘက်မှာလေပြင်းမုန်တိုင်းတွေထတယ်။လာရှိုးမှာဆိုလို့ရှိရင်လဲမနေ့9နာရီတောင်ရှိနေပြီ။ဒီတမြို့လုံးเนาะတကယ့်မိုးချုပ်တလို့ကိုဖြစ်အောင်ကိုအဲ့လိုမျိုးလေပြင်းမုန်တိုင်းရာတီဥတုဒီတော့ကြီးဆိုးရွားနေတဲ့အချိန်ဖြစ်တဲ့ဒီလိုမျိုးအချိန်မှာတောင်မှသူတို့ဘုံကျဲတယ်။ပြီးလို့ရှိရင မနေ့ကတရင်ထဲမှာလဲကျတော့အားလုံးကြားရတဲ့အတိုင်းပဲဇော်မဲလင်ကသူတို့ကတော့ April 2ရက်နေ့ကနေမှ April 22ရက်နေ့အထိရရအပြစ်ခတ်ရက်စေးကိုလုပ်မယ်လို့ပြောတဲ့အထက်မှာသူပြောထားတဲ့အချက်၄ချက်ထဲကနောက်ဆုံးအချက်ဖြစ်တဲ့ဒီ in art ဒီစုဖွဲ့ခြင်းတွေကိုမလုပ်ရဘူးဆိုပြီးမှသူတို့ရဲ့အပြစ်ခတ်ရက်စေးရဲ့အချက်၄ချက်ထဲမှာပါဝင်တာဖြစ်တယ်အခုမိုးညင်းမှာလူငယ်တွေဘဲမှာအပြင်ထွက်လို့တောင်မရဘူးနော်လဖက်ရဆိုင်ဆိုလို့ရှိရင်လည်းလဖက်ရဆိုင်မှာသွားဖမ်းတယ် ရုပ်ရှင်ယုံဒီရောဇဲဒီမာရော နော် နေရတကမှာလူငယ်တီတွာလာတတ်တဲ့နေရတွေထဲမှာအလုံးအလုတ်လျှောက်တဲ့နေရကအစတော့ဖတ်နေဆိုတာသိရတယ်လူငယ်လူရွယ်တွေကို ပေါ်တာဆွဲတာအခုဒီတပတ်ထဲမှာကိုပဲလူငယ်90ကျော်လောက်သူတို့ပေါ်တာဆွဲလိုက်ပြီဆိုတာကို သိရတယ်ဒါကြောင့်မို့ပဲအခုဒီကျမတို့ဗမောမှာအလင်းဝင်လာတဲ့ လူငယ်ဆက်နှစ်ယောက်ကိုအင်တာဗျူးပြတဲ့အခါမှာဗာပြောလဲဆိုတော့ဒီလူငယ်ဆက်နှစ်ယောက်ဟာဆိုလို့ရှိရင်အဲတချို့ကအလုတ်သွားရှာတဲ့အခါမှာဖမ်းမိတာရှိတယ်တချို့ကျတော့ကျူရှင်သွားတဲ့အခါမှာဖမ်းမိတယ်တချို့ကျတော့ရှင်ကြောင်းသွားရင်းနဲ့ဖမ်းမိတာတွေရှိတယ်ဒီလိုနဲ့စုဆောင်းထားတဲ့ကလေးတွေကိုအော်ရှေ့တမ်းမပို့ဘူးဆိုပြီးမှပြောပြီးမှသူတို့ကိုဖမ်းသွားတယ်လို့ပြောတယ်ဆိုတော့အခုဒီမွန်ကြီးမှာလည်းပဲလူငယ်တွေကိုလိုက်ဖမ်းနေတယ်လို့ပြောတယ်ဆိုတော့အခုနှစ်ခါရှိပြီနော်ဒီဇော်မဲလုံးကနေမ ကျတော့တော်လာရဲဒီယာယီပြစ်ခတ်ရဆဲချင်းဆိုတဲ့စီးကိုချိုးဖောက်တယ်ဆိုပြီးမှသူပြောတာနှခါရှိပြီဒီနေ့ကျတော့တော်လာရဲဒီဘဒုကမသူတို့မပစ်ပဲနဲ့ကျတော့စပစ်မှမပစ်ခဲ့ဘူးပြီးနောက်တစ်ခုကတော့စစ်သားစုဆောင်ရေးဒီနေ့ကျတော့လုံးဝမလုပ်ဘူးဘဒုကိုမှကျတော့စစ်သားစုဆောင်ရေးမလုပ်ဘူးဆိုတော့အခုမနေ့ကကျတော့ဒီအင်းတော်မှာတိုက်ပွဲအောင်ခဲ့တယ်ဖလားမှာအောင်ခဲ့တယ်ဆိုတာဒီကသူတို့အရင်ချခဲ့တယ် သူတို့အရင်တိုက်ပွဲပေါ်ဆောင်ခဲ့တဲ့အတွက်ကြောင့်ကျတော့ပေါ်ဆောင်တယ်သူတို့ပေါ်ဆောင်တဲ့အတွက်ကြောင့်ကျတော့ပေါ်ဆောင်လို့ကျတော့အောင်မြင်ခဲ့တာဖြစ်ဖြစ်တယ်နော်သူတို့ငြိမ်နေတဲ့အချိန်မှာကျတော့သွားတိုက်ပြီးအောင်ပွဲကိုခံခဲ့တာတော့လုံးဝမဟုတ်ဘူးဆိုတာနဲ့ကျတော့ပြည်သူတွေအားလုံးသိဖို့လိုတယ် now အောင်ပွဲတခုအနေနဲ့ကဗာလေးဆိုတော့ဒီ April 6ရက်နေ့မနက်7:00နာရီမှာဒီမကွေးတိုင်းဒီပကုတ်ကိုမြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ဒီပြည်သူလူထုတွေကိုအတင်းအတမဆက်ကျဲတွေတောင်းပြီးမှဂိတ်ဆောင်နေတဲ့စစ်ခွေးစခန်းကို ကျွန်တော်တော်လာရဲ့ရေပေါ်နှစ်ယောက်ကနေပါနှစ်ယောက်ပဲနော်ဘယ်တော့သတိရှိတယ်လဲဆိုတော့ကျွန်တော်တော်လာရဲ့ရေပေါ်နှစ်ယောက်ကတိုက်ခိုက်မယ်ဆိုပြီးမှသွားလိုက်တာဒီဂိတ်ကိုသွားကြည့်တော့ဘယ်သူမှမရှိဘူးမရှိတော့သူတို့ကအော်ဗာများလေးဆိုပြီးမှသူတို့ကဒီပန်ကာအောက်ကိုသွားစစ်တာပန်ကာအောက်ကိုသွားရှင်းနေလို့တဲ့အခါမှာခွေးတကောင်မှမကြံတော့ဘူးအဲ့မှာ MA1 တလက် တင်းစီရရှိခဲ့တယ်ဆိုတာသိရတယ်အခုစစ်ခွေးတွေကထွက်ပြေးနေပြီကျတော့ဒေါ်လာရေရလက်ချက်ကတော့နော်တခါလဲအစာပလာအစုံလင်ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်တို့ကကြောက်နေတာဆိုတော့အခုဒီဒီပကုတ်ကိုအနောက်ခြမ်းမှာရှိတဲ့ပြည်သူတွေကိုနဲ့နဲ့ညံ့ညံ့နှိမ့်ဆက်နေတဲ့ဒီစခန်းကလည်းအကုန်ထွက်ပြေးသွားပြီတနတ်တော်မှချမ်းတဲ့မေ့ပြီးမှထွက်ပြေးသွားပြီဆိုတော့တနတ်တလက်တော့ကျတော့အမြတ်ရခဲ့တယ်ပေါ့နော်ပြည်သူတွေအားလုံးစမ်းမပျော်ရွှင်ကြပါစေ